ဲ့ဒီနေ့ကမင်္ဂလာဆောင်ပွဲရဲ့ပထမဆုံးနေ့ပေါ်ကောင်မလေးကသူ့ရောက်ခမစီကနေလက်ဆောင်တွေရလိုက်တယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူ့တို့သားအစ်တကသတိမိနေတဲ့လူမမာတယောက်ဖြစ်နေတာရောက်ခမကြီးကလည်းသူ့တို့မင်္ဂလာဦးညကိုအနောက်ရှက်မဖြစ်စေချင်လို့အခန်းထဲကထွက်သွားရှာတယ်ပတ်ဝန်းကျင်မှာဘသူမှမရှိတော့ဘူးဆိုတာသိချာတော့ကောင်မလေးကသူ့မင်္ဂလာဝတ်ဆုံးကိုချက်ချင်းပဲသတိမိနေတဲ့ခင်မုံအပေါ်ပြစ်တင်လိုက်တယ်ပြီးတော့ဘာမှမတွေးပဲအဲ့ရပေါ်လှဲချလိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာ သူလဲချလိုက်တဲ့နေရာကခင်မုန်းရဲ့ဘေးမှာဆိုတာသတိရသွားတယ်။ဒါပေမဲ့ခင်မုန်းကအရန်ချောတာကိုသူ့ကိုကြည့်ပြီးကျွေနေတော့ဘေးကအချောလေးကြောင့်ခင်မုန်းရဲ့ခန္ဓာကိုယ်ထဲမှာဖြည်းဖြည်းချင်းသတိပြောင်းဝင်လာနေတာကိုတော့သတိမထားမိလိုက်ဘူး။ကောင်မလေးကသူ့ရဲ့ခံရတဲ့ခင်မုန်းကိုတငယ်ချင်းတွေကိုပြချင်တာနဲ့ဖုံးထုတ်ပြီးထက်ပုံတွေခက်သွက်သွက်ရိုက်နေတယ်။ဒါပေမဲ့ခင်မုန်းရဲ့နှာခမ်းတွေကအရန်ဖြူချော့နေတာကိုသတိထားမိတော့သူ့အိတ်ထဲကနှာခမ်းနီလေးကိုထုတ်ပြီးဆိုးပေးလိုက်တယ်ပြီးတော့ပူပြောစရာကောင်း အဲ့အတွေ့တစ်ခုရလာပြီးနှက်ခမ်းနီနဲ့သူ့မျက်နှာပေါ်မှာပကြီဆွဲဖို့ဆုံးဖြတ်လိုက်တဲ့နောက်ဆုံးမှာတော့သူ့ခင်ပွန်းကိုအဆက်ပြောက်တွေပါတဲ့ကြောင်ကြီးတကောင်လိုဖန်တီးပစ်လိုက်တဲ့သူ့လက်ရာကိုကြည်ပြီးကောင်မလေးကအရန်ကိုဂုံယူနေခဲ့တာပေါ့အဲ့ဒီနောက်သူ့အကြီးကအဲ့ရချေရင်ကလက်ဆောင်ပစ္စည်းတွေစီရောက်သွားတယ်ဒါပေမဲ့သူ့မရဲ့ခင်ပွန်းကအဲ့ဒီအချိန်မှာနိုးနေပြီဆိုတာကိုတော့မသိလိုက်ဘူးကောင်မလေးကစိတ်လှုပ်ရှားစွာနဲ့တံမိုးကြီးလက်ဝတ်ရတနာတွေကိုကောက်ယူပြီးဝတ်ဆင်ခြင်းနေပြီးသူ့ရဲ့အနာကချမ်းတာလေးဘဝကိုမြ мян ခံစားခြင်းနေတာဒါပေမဲ့သူ့လက်လိုက်တဲ့အခါ ခင်မိုးရဲ့မျက်လုံးတွေပွင့်နေတာကိုမြင်လိုက်ရတဲ့ကောင်မလေးကကြောက်လန့်တကြားအော်လိုက်တော့ယောက်ခမကြီးကဘာဖြစ်တာလဲဆိုပြီးအပြေးလွှားဝင်လာတဲ့တားတော်မောင်ကအကြာကြီးသတိမိနေရကနေနောက်ဆုံးတော့နိုးလာပြီဆိုတော့ဝမ်းသာလွန်းလို့ပြောမစုံဖြစ်နေတာပေါ့ဒါပေမဲ့တားရဲ့မျက်နှာပေါ်ကနှက်ခမ်းနီပကြီးကားကိုမြင်တော့ရှုပ်ထွေးသွားတဲ့ကောင်မလေးကချက်ချင်းရှင်းပြရတော့တာပေါ့နှက်ခမ်းနီကလူတွေကိုမြင်မြန်တတ်တာစေနိုင်နေဆိုပြီးစိုးရင်ကြီးအကြောင်းပြလိုက်တဲ့ဒီစကားကိုကြားတဲ့အခါယောက်ျားကတော့ တထွက်သွားတယ်ဒါပေမဲ့ရောက်ခမကြီးကတော့ကောင်မလေးကိုတကယ်ယုံသွားပြီးအခုကစားပြီးဒီကောင်မလေးကတားရဲ့ဇနီးဖြစ်ပြီဆိုပြီးမိတ်ဆက်ပေးလိုက်တယ်ဒီလိုကြလိုက်ရတော့ယောက်ျားကဒီအိမ်ဆောင်ကြီးကအယူးမှုနိုင်လို့နဲ့ဒီကောင်မလေးကရွှေတွေကိုပဲလိုချင်လို့လက်ထပ်တာဆိုပြီးယူစားပြီးချက်ချင်းချက်သိမ်းဖို့တောင်းဆိုလိုက်တယ်အဲ့ဒီအချိန်မှာပဲယောက်ျားရဲ့ဆရာဝန်ရောက်လာပြီးစစ်ဆေးလိုက်တော့ရုတ်တရက်အခြေအနေတိုးတက်လာတယ်လို့ပြောခဲ့တယ်ရောက်ခမကြီးကလည်းဒီကောင်မလေးကတားကိုကန်ကောင်းချင်းတွေယူလာပေးတာဖြစ်ရမယ်ဆိုပြ တက်ပြင်းချတယ်ဒါပေမဲ့ယောက်ျားကတော့သူတက်တာလာတာသူမနဲ့လုံးဝမဆိုင်ဘူးဆိုပြီးညင်းနေဒီစီစဉ်ထားတဲ့အိမ်တော်ရေးကိုလည်းဆက်လက်လက်မခံနိုင်ဘူးပေါ့ယောက်ခမကြီးကညင်းခုန်မှုပြင်းနေတော့ကျမလည်းသူ့ကိုလက်ထပ်ဖို့မလိုချင်ပါဘူးဆိုပြီးကောင်မလေးကပြောလိုက်တယ်ပြီးတော့ပျော်ပျော်ရွှင်ရွှင်နဲ့ထွက်သွားတော့တာပဲယောက်ခမကြီးကပြတင်းပေါက်ကနေထွက်သွားတဲ့ကောင်မလေးကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတဲ့တားကိုဒီကန်ကောင်းတဲ့ဇနီးကိုပြန်ခေါ်လာပါမဟုတ်ရင်တနေ့နောက်တရရလိမ့်မယ်လို့ပြောခဲ့တယ်ဒါ ပေမဲ့ယောက်ျားကတော့သူ့အခြေအနေကောင်းလာတာသူမနဲ့မဆိုင်ဘူးလို့ပဲညင်နေတော့ပဲအမေကိုစိတ်ချအောင်ဆိုပြီးထွက်လိုက်တယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှပဲမူလဲပြီးပြန်အိပ်ပျော်သွားတယ်နောက်ဆုံးတော့သူပြန်နိုးလာတဲ့အခါကောင်းမလေးကသူ့ဘေးမှာထိုင်ပြီးတတိစားနေတာကိုတွေ့လိုက်ရတယ်